ါလုံးစီချင်းမမသိတဲ့မမဆောင်းလုံးစိုင်းပုတ်လွဲမြောင်းအားလုံးပဲမင်္ဂလာပါပကံတဲတဲမဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့လူတွေဖန်တီးထားတဲ့တလွဲတချို့စိုင်းပုတ်တွေကြောင်းတင်ဆက်ပေးကြပါမယ်ဗီဒီယိုကိုစုံလေးကြည့်သွားပြီးပြီဆိုရင်တော့ဒီစိုင်းပုတ်တွေရဲ့ရွေးချက်ကိုခံမှန်းသွားပါဦး2019ခုနှစ်တုန်းကပြည်တွင်ရဲ့ Conservative Party ကြီးကမဲဆွယ်ဖို့အတွက်လန်ဒန်မြို့ရဲ့ရထားလုံးနေတဲ့မှာမဲဆွယ်ရေးလက်ကမ်းစာတောင်းတွေလိုက်ခဲ့ခဲ့ပါတယ်။သူရေးထားတာကဒီမှာပါ။သူတို့ပါတီကိုမဲပေးမယ်ဆိုရင်2025ခုနှစ်ရောက်တာနဲ့အင်ချီယာမဲ့လူဦးရေတပွဲရဲ့ညီလေးတွေကိုဖျက်ပေးဖို့စီစဉ်ထားနေတယ် ဟမ်ကျွန်တော်ရှောက်ပြောနေရမဟုတ်ဘူးနော်တကယ်အစ်လိုရေးထားပါဖြစ်နေတာတော့အင်ဂျီယာမဲတဝက်ကျော်ကိုရှော့ချပြီးမယ်အိနေရာနဲ့နေနေအောင်စစ်စင်ပေးမယ်မလုံးပေးခြင်းပေါ်မှာစာရေးမသွားတော့လေအကုန်ရှောက်ပြီးတော့အဲ့ဒီပါလီကိုဘယ်သူမှမဲမပေးကြတော့ပါဘူးတခါလေကြောက်လေဒီဇိုင်နာတွေကလွေတာကိုခန့်အောင်လှုပ်ချင်ကြပြန်လေကဲအပေါ်စွန်းနဲ့အိုးမြင်ဘလို့ပဲပုံစွန့်ရမလဲဆိုတော့ကျွန်တော်သိတယ်ဗျအဲ့ဒါကိုနေရာမှာစိုင်းပုံကြီးချိန်ပြီးတော့ဒီနားမှာခြေထောက်ကိုထားဆိုတော့ဘယ်လိုလုပ်ကြမလို့ဟမ်နေရောင်တွေ့ခဲ့ရအောင်လေစပိုက်တာမန်လည်းမဟုတ်ပြ။နေရောင်ကိုခြေထောက်တင်ကင်မီကောက်ထောင်ပြီးတော့ပော့ဆုံပြိုင်လေကိုပတ်ဆက်တွေကိုပြန်ဝင်မဲ့ကိန်းပြ။ တော်ပါပြီဆိုပြီးအောင်ပြန်လာရမယ်တက်စင်ခံကြည့်ပါပဲဒီမလောက်ရဆိုင်းဖို့ကြီးရဲ့ချင်းချောက်မှုရလေကြောက်ကမန်းလေးလေးပါပဲဒီနားမှာဒီမပေါရပေါင်ရင်တင်းဟောင်ဖြစ်မယ်တဲ့ခဲဘသူပေါရဲမှာလေအိမ်သာသွားတဲ့ခါမှာကြားမခွင်နဲ့အချင်းကုန်နေကြသူတွေအတွက်တစ်ချက်ကြည့်ုံနဲ့ကြားမမှန်မှန်တီအောင်ဒီလိုဆိုင်းဖို့ကြီးထွင်ချလိုက်ပါတယ်တကားမှာတော့ကြားပုံကြီးကြီးခြေထားတာကဟုတ်ပါပြီဒါပေမဲ့လက်ကင်ပူလုံးညာကနည်းနည်းလေးများဟိုတင်းဟွာများဖြစ်နေသလားလို့ပြတကားလက်ဖို့လက်ကင်ကိုထိရမှာတော့လန့်ကျင်တယ်လို့ဖြစ်နေပါပြီ ကျွန်တော်ဒီတော့ဒီအသက်ရွယ်ကြီးဒီအပေါ်သွားပုံသွားနည်းကိုမသိကြတဲ့သူတွေတချို့ရှိကြမယ်ထင်ပါတယ်။ဒါကြောင့်လင်းသက်ဆင်ကနေထဲမှာပေါ်သွားရင်ဆောင်ရရှောင်ရအနေထားတွေကိုအခုလိုပြသထားရတာပါ။အဲ့နာဒီကျွန်တော်လက်ခံပြီးလို့ရတယ်။ဒါပေမဲ့ဒီလိုနေထားကနေနေတော့မဖြစ်နိုင်ဘူးထင်တယ်ဗျ။ဒီလိုပုံစံနဲ့ပေါ်ဆုံးတဲ့သူတွေရှိတယ်ဆိုရင်စွန့်သာစွန့်ခိုင်းလိုက်ပါဗျ။ဒီလိုနေထားနဲ့စမ်းကြည့်နေတဲ့သူတွေရှိရင်တော့အရင်ဆုံးအပေါ်သွားတဲ့ပမာဏကတစ်မိနစ်ကိုနှစ်ကာလလောက်ရှိမယ်။အပြီးတော့ခမရတို့ပိုက်ကောင်က 3.3936နစ်စကွဲရှိပြီးတော့အရက်ကလည်း6ပေရှိမယ်ဆိုရင်တော့ဒီပုံစံနဲ့လွတ်လွတ်လပ်လပ်ပေါ်သွားလို့ရတာပေါ့ဗျာဖျားသခင်ရဲ့စကားကိုပဲနားထောင်နေသူတွေရဲ့တသက်ရှိပါတယ်ဒီလိုလူ့ကွာစာရီတဲ့စိုင်းဘုတ်အောက်မှာငါတို့ခိုင်းတာမဟုတ်ပါဘူးယေရှုဖျားသခင်ခိုင်းတာပါဆိုရဲဒီလိုစိုင်းမျိုးတွေထွင်ထားရပါတယ်ဒါမှလည်းတချို့လူတွေကလိုက်နာကြပါတယ်ဟိုဟိုဒီနေရာကလုံးဝကျွန်တော်တော့ပါပဲ free beer ဆိုမှပဲ free beer ဆိုမှတော့အပြတ်တွေပြီလေဆိုပြီးဝင်းချအကုန်တွေပြီးတော့အဝါတောက်ပြီးမှပြန်မယ်လို့ဟာအကိုငွေရှင်းအောင်လေးဆိုမှစိုင်းဘုတ်ကိုပြန်ကြည့်မြော် free wifi grade ပြရတယ်ဗျဒီကောင်လေးပြပါကိစ္စနဲ့ wifi နဲ့ grade နှလုံးကိုတိတိလေးရေးထားတယ်လေကဲတင်ရနင်းနေဖုန်းနေတဲ့လမ်းပေါ်မှာကားမောင်းနေရထပါတော့အဲ့ဒီချိန်မှာနင်းမုံတိုင်းတိုက်လာမှာကိုတင်စိုးရင်မိပါတော့တေးကြပါတယ်ဒါပေမဲ့မကြောက်ပါနဲ့ကိတလုံးသာတင်ပေးမှရှိမယ်ဆိုရင်ဘာအန်ဒီရဲမှမဖြစ်တော့ပါဘူးမယောရင်လမ်းပေါ်မှာချိန်ထားတဲ့ sign board ကိုပဲကြည့်လိုက်ပါစောင်းရသည်နှင်းကြနေတဲ့အခြေအနေဖြစ်လို့ကိမောင်းနေသူကားမောင်းပါတဲ့ဟာဖြစ်နေတာကတော့တတိထားမှမို့ရေးတာဖြစ်ပါလိမ့်မယ်ခဲကလည်းခိတ်ဖြစ်တော့ကားမောင်းဖို့ရေးကိမောင်းအရင်တော့ဝယ်ရမလို့ဖြစ်သွားတာပါအော်တာနဲ့ brother တို့ ခရကန်ရေပွဲကိုကြောက်ဘူးကြလားဒန်နာရီတဲကတင်မောကြီးတွေကိုဒီပင်လယ်ထဲဆွဲချတဲ့အေယာမရေပွဲကြီးတွေလေဒီရေပွဲကြီးနာမည်ကြီးတဲ့ကကန်ဦးနဲ့လမ်းမေးဆိုင်ဖို့ဒီမှာတော့ပါလာပါတယ်ပြောချင်တာကပင်လယ်သားကပ်ပြီးတော့ကားမောမောမာနေမောင်းရင်ခရကန်ကြီးထွက်လာပြီးတော့ပင်လယ်ကန်ထဲကိုပင်လယ်ထဲကိုဆွဲခေါ်သွားပါလိမ့်မယ်တဲ့၆ထက်ချက်ကရေစားဟောင်းထိုင်းပါပဲအော်ဒါနဲ့အမြန်လမ်းမောင်းရင်ရေစားတက်တဲ့သူတွေရှိလားရေစားရေပဲတော့တော့ကျန်တာရှောက်မတော့ပါနဲ့ဒီမှာကြည့်ပါလမ်းမေးတဲ့စီဆိုင်ကပန့်ပါဆိုင်ဖို့ကြီးနဲ့တတိပေးထားပါတယ်ဒီပန့်ကိုအသိပ္ပတ်တဲ့လုံးဝမထက်ပါနဲ့ ကျွန်တော်တို့ကကြုံရင်ကြုံတို့မစက်တဲ့စီပင်းထိတာဗျာကောင်းပါရင်ဘရာသားကိုလည်းထိကြည့်ပါတချို့လူတွေကလွဲချက်ကလမ်းမေးဆိုင်ဖို့နေတယ်မဟုတ်ပါဘူးရုပ်ရှင်ကားပေါ်မှာမတော်မတမ်းနေလှုပ်ပြကြတာပါမတူညီတဲ့ရုပ်ရှင်သုံးကားကိုအခုလိုကြီးတွဲပြထားတော့ရုပ်ရှင်ကားအစ်တတစ်ခုလိုဘာလို့လို့ဖြစ်မသွားဘူးလားဒီမှာဆိုရင်လေ Ice Age Cartoon နဲ့ Jason Bourne ကောက်ပေါင်းထားပြန်ပါတယ်ဒါဆိုရင်ဇန်ညိုလေးကဘလို့ထွက်လာမလဲကျွန်တော်ပြောကြည့်မယ်ဗျာဒီရှင်းတဲ့ကောင်ကဘောင်းရဲ့အုတ်ရှိတီကိုခိုးသွားအဲ့ဒီမှာဘွန်းကရေခဲထောင်ထိလိုက်သွားပြီးတော့လက်စားပြန်ချေဟာတော်တော်ကောင်းမရုပ်ရှင်တစ်ပဲ ကဘာကြီးမှာလမ်းတွေအများကြီးရှိတယ်ဆိုတော့ခွဲခြားလို့ရအောင်နာမည်တွေပေးထားတာကတကယ်ဖြစ်နေပါတယ်။ဥပမာဒီကဟာဟာလမ်းလို့ပေါ့။တကယ်ပြောချင်တဲ့လမ်းက American Arkansas ပြည်နယ်ကလမ်းတစ်ခုပါ။ဒီလမ်းနာမည်ကတော့ Winner Cut Off Road ပါ။မြန်မာလိုပြောရမယ်ဆိုရင်ကြားရင်ကားကိုဖြတ်တဲ့လမ်းလို့အတိတ်ပဲရပါတယ်။ဘာရွေးချင်နေမြဒီနာမည်ပေးထားလဲမသိပေမဲ့မဖြစ်မနေဒီလမ်းရှိရဖြတ်သွားရမယ်ဆိုတော့ကိုယ့်အလေးကိုတေချာကင်ပြီးတော့သွားကြဖို့အကြံပေးချင်ပါတယ်။နောက်ထပ်ထူးခြားတစ်ခုကဒီပြားတဲ့နာမည်ပါ။ Insa Stadium နဲ့ Insa ဆိုတာကစေမျိုးချင်းချင်းဖူမဆက်ဆက်ပြုလုပ်ကြတာကိုပြောတာပါ။ ဒါဆိုရင်တော့ဒီပြတဲ့ကအဲ့ဒီလိုဆက်ဆံတဲ့သူတွေကိုပြသထားရမြလားကဲတကယ်တော့ပြတဲ့နေမယ်က Princess Stadium မှာမိုးလေယာဉ်တီဥဒုတန်းကြောင့်အရှိကပီယာစလုံးပြုတ်သွားတာကိုမီဒီယာလောင်စာထည့်ကျင်တဲ့သူတွေက Photoshop လုပ်ပြီးတော့စေးထုတ်လိုက်တာဖြစ်ပါတယ်နောက်ထပ်ဒီလန်ကတော့ Bad Hole Road တဲ့ပြောင်ဒါတော့ကျွန်တော်ဘာသာမပြန်လို့တရရော့ comment မှာဘာသာပြန်ပေးသွားပါအောင်နံမျောစရာကောင်းတာကဒီလမ်းနဲ့မရခုတော့မရှိတော့ပါဘူးဒီလမ်းမှာနေတဲ့လူတွေကခဏခဏပြောင်းခံရပြီးတော့ဒယ်လီမိုင်းလဲဒယ်လီသမားတွေကသူတို့ဆဲတယ်ဆိုပြီးဘယ်သူကမှလာမပို့ကြလို့အတော်လေးဒုက္ခရရပါတယ် အဲ့ဒါနဲ့ပဲ2009ခုနှစ်မှာ Archer Way ဆိုတဲ့နာမည်ကိုပြောင်းပြက်လိုက်ရပါတယ်။လမ်းဘေးရတချို့ဆိုင်းဘုတ်တွေကခီးသွားတဲ့အတွက်အတော်လေးထောက်ကူဖြစ်ပါတယ်။ဥပမာလမ်းစုံဝိုင်းပြဆိုင်းဘုတ်တွေအရှင်ရဲ့ဆိုင်းဘုတ်တွေလိုမျိုးပေါ့။ဒါပေမဲ့ဒီမှာတော့လူသွားလမ်းဒီမှာစုံမိတဲ့ရေးပြထားတာပါ။ကျေးဇူးတင်လိုက်တာပြော။လူသွားလမ်းမရှိတော့ဘူးဆိုတာကိုဆိုင်းဘုတ်ကြည့်မှပဲသိတော့တယ်။မဟုတ်ရင်သိမှာမဟုတ်ပါဘူး။နောက်ထပ်တာကလည်း American Road Tune ပေါ်ကဆိုင်းဘုတ်ပါ။ Stop လို့ရေးထားမှတော့ဘာလို့ခိုင်းနေလဲကိုယ်သိပါတယ်။အဲ့ဒါကိုမပြီးနိုင်မစီနိုင်စေတနာတွေထပ်တန်ပြီးတော့ဒါက Yes ဆိုတဲ့ဆိုင်းဘုတ်ပါဆိုပြီးထပ်မမိတ်ဆက်ပေးထားပါတယ်။ နိုင်ငံခြားကလူတွေကအတော်လေးအစိုးရလွန်ကြတာအမှန်ပါပဲတတိပေးလို့မပေးနိုင်ပါဘူးဒီမှာလဲလမ်းပေးမှာ LED ပူကြီးနဲ့ပြထားပါတယ်ဗားတယ်တင်းရှိရကောင်းမတိုက်ပါနဲ့တဲ့ဟုတ်တာပေါ့ကျွန်တော်တို့ကပြင်ကားနဲ့လိုက်တဲ့တဲ့ကျင်းရှိလို့ပါမတိုက်တော့ပါဘူးနိုင်ငံခြားကလူတွေကတအားချုပ်ကြတာဗျကျွန်တော်တို့ကသွားမနေကြပါဘူးဒီမှာလဲကြည်လေအပြင်းပြင်းမျိုးလုံးနဲ့ထည့်ဖို့အဝေလမ်းချေဝေပါတယ်ဆိုမှဂျေကြီးမျိုးလုံးနဲ့မထည့်ပါနဲ့ဆိုတော့ကျွန်တော်တို့အားဝဲနေသွားပါတယ်မျိုးလုံးနဲ့မထည့်ခိုင်းရင်ဂျေကြီးကိုပါဇက်တဲ့မျိုးချမယ်ကျန်တော့လဲဒီမှာရေးထားပါတယ်မျိုးမချရဘူးတယ်လေ ကဲမခက်ဘူးလားဘယ်နိုင်ငံမှာပဲနေနေပါအရေးပေါ်အခြေအနေတွေမှာတော့တိုင်ကြဖို့အတွက် emergency ဖုန်းနံပါတ်တွေကိုစီရှိပါတယ်ပြီးတင်ရဲ့ emergency နံပါတ်ကတော့9လုံးပါတကယ်လို့တောင်ပေါ်တွေဘာတွေတက်နေတဲ့အချိန်မှာ line မမိလို့မခေါ်နိုင်တာမျိုးလေးဖြစ်နေပါတယ်အဲ့ဒီလိုအခြေအနေမျိုးမှာအစိုးရကတောင်ပေါ်မှာ emergency ဖုန်းခေါ်ဖို့အတွက်ဖုန်းရုံးတစ်ခုလုပ်ထားပါတယ်ပြဿနာကတော့ဒီခုပါအဲ့ဒီရုံးကဖုန်းမှာ123ဆိုတဲ့နံပါတ်3ခုပဲပါတာပါဒါနဲ့ပရိသတ်တို့ဒီကိစ္စကိုတီးထားပြီးပြီလားကျွန်တော်တို့ဘယ်လိုပဲတော်တော်အနားမှာငှက်တကောင်တော့ရှိနေတက်ပြီးတော့ကိုယ်ကြည့်နေတက်ပါတယ် တကယ်တော့အဲ့ဒါငှက်တယ်မဟုတ်ပါဘူး။ဒီကိစ္စကိုကျွန်တော်လည်းလမ်းဘေးရသတိပေးစာဆောင်တစ်ခုမှမြင်ပြီးတော့သိခဲ့တာပါ။တကယ်တော့1959ခုနှစ်နဲ့1981ခုနှစ်ကြားမှာကမ္ဘာမှာရှိသမျှငှက်တယ်အကုန်လုံးကို CIA ကတပ်ပစ်လိုက်တယ်လေဗျ။အဲ့နောက်အရင်ငှက်တယ်နေရာမှာငှက်ပုံစံ drone နဲ့ဖန်တီးပြီးတော့ကမ္ဘာနဲ့လွတ်ပေးတယ်လို့ရေးထားပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြောတော်လေဘယ်တရောင်းစားများလက်ကမြင်းထားပြီးတော့ရေးသွားတယ်လည်းမသိပါဘူး။တကယ်သာဆိုရင်တော့လမ်းဘေးသေးပေါက်တဲ့ brother တော့ကွိုင်းထွက်ပြီဗျ။ကဲကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။